ားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ trail line diary ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ရှင်ကဲဒီနေ့တော့နံပါတ်2စာရွက်စာတမ်းပိုင်းပေါ့နော်ဒီပိုင်းကကြတော့နည်းနည်းခြေပြက်နေရှုပ်ထွေးတယ်အဲတခုပြောလိုက်ပြီဆိုရင်နောက်ထပ်ဆက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 ်ပြီးပြောလိုက်မယ်ဆိုရင်ပြောစရာမကုန်ဘူးဖြစ်သွားမယ်ပေါ့နော်အဲဒါကြောင့်စာရွက်စာတမ်းလိုအပ်ချက်တွေကိုအကြံပြင်းပေါ့နော် short to the point လေးပဲပြောပြပေးသွားပါမယ်ရှင် export ထွက်ဖို့အတွက်မြေပြင်ကိစ္စအကုန်လုံးလုပ်ပြီးပြီဆိုရင်ဆောင်ရွက်စာတမ်းမိုင်းမလာခင်အရင်ဥဆုံးနံပါတ်1အနေနဲ့ကုမ္ပဏီတစ်ခုရှိရပါမယ်နံပါတ်2အနေနဲ့ကတော့အဲ့ဒီကုမ္ပဏီကပတ်သားကရှိရပါမယ်ကုမ္ပဏီရောရှိပြီးပတ်သားကလည်းရှိပြီဆိုရင်တော့နံပါတ်3အနေနဲ့ကို export လုပ်ချင်တဲ့ပစ္စည်းအမျိုးအစားအလိုက်ပို့ကုန် license export license ရှောက်ရမှာပဲဖြစ်ပါတယ် export license ရလာပြီဆိုရင်တော့ တစီတွေကိုစပြီးတော့မှတင်ပို့လို့ရပါပြီ။တစီပို့တဲ့အခါ Bora Trade နေဆက်ကဆိုရင်တက်ဆိုင်ရာ နေဆက်ကုန်သွယ်ရေးစခန်းတွေမှာ ED Export Declaration ပုံကုန်ကျင်းကြားလာကိုဖွင့်ပြီးရင်အခွန်အဆောင်အရာပြီးရင်တော့ပြပါဆက်ထွက်လို့ရပါပြီရှင်။ Normal Trade C ပင်လယ်ရေကြောင်းကနေပြီးတော့ သင်ပေါ်နေပုံမှာဆိုရင်တော့ရန်ကုန်စိတ်ကမ်းတမမဟုတ်လေတက်ဆိုင်ရာစိတ်ကမ်းတွေမှာခုနပြောတဲ့ ED ပုံကုန်ကျညာလွာဖွင့်တာတွေအခွန်ဆောင်တာတွေကို လုတ်ပြီးတော့မှပြပကိုပို့လို့ရပါပြီเนาะကဲဒီနေ့တော့ expo နဲ့ပတ်သက်ပြီးရေပူရအဖြစ်လုတ်ကင်ရမယ့်လုပ်ငန်းစဉ်များကိုအလုံးနားလည်သွားကြပြီလို့ထင်ပါတယ်လုပ်ငန်းစဉ်တိုင်းမှာတော့အသေးစိတ်လှုပ်ဆောင်ရမယ့်အချက်ကလေးတွေရတော့အများကြီးရှိပါတယ် အဲ့ဒီအချက်လက်လေးတွေကိုတော့နောက်ပိုင်းဗီဒီယိုလေးတွေမှာအလင်းတင်းတယ်လို့ပြောပြပေးသွားပါမယ်ရှင်။စိတ်ဝင်စားနားထောင်ပြီးကြားတဲ့လူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ See you in the next video. နောက်ဗီဒီယိုမှာတွေ့ပါမယ်ရှင်။